ားချမ်းလေးပါရှင်။နိုဝင်ဘာလ9ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမတို့ရင်လက်လက်ထွန်းမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လန်ကင်းယူနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဖက်မှဗိုလ်တအုပ်အပါအဝင်တပ်သား2ဦးသေဆုံးတဲ့သတင်း။ဝင်းတော်မှာအလင်းဝင်လာသူတအုပ်အပါအဝင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်9ဦးကိုပကဖကထိန်းသိမ်းထားတဲ့သတင်း။ ဟာကန်မျိုးမှာစစ်ကားနောက်ကဆိုင်ကင်နဲ့ကတ်လိုက်တဲ့အမျိုးသမီးမိုင်းပေါက်ကွဲလို့တေဆုံးကစစ်ကောမရှင်တပ်ကလည်းလေကြောင်းကနေဖုံးကျဲနေတဲ့တဲ့ညဉ့်ညမ်းစကားပြောပြီးတချင်းဆိုခဲ့တဲ့အစိုးရဝင်းအပါဝင်16ဦးကိုဖမ်းဆီးအရေးယူထားတဲ့တဲ့မော်ဇလဲရွာကဖမ်းဆီးသွားတဲ့ရွာသား10ဦးထဲက6ဦးကိုပြန်လွှတ်ပေးပြီးကျန်တဲ့ဦးကိုဖမ်းဆီးထားစေလို့ဆိုတဲ့တဲ့ တီတိန်တိုင်းငင်းလမ်းမကြီးကိုစစ်ကောမရှိတပ်ကပြန်လည်ထိန်းချုပ်ပြီးတိုင်းငင်းကလေးလမ်းမကြီးကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့တဲ့။ဒေတာရင်းစစ်ပွဲတွေကြောင့်ပေါ့မြုံနယ်ကစဘာကင်းနဲ့ရိတ်သိမ်းနိုင်ခြင်းမရှိသေးဘူးလို့ဆိုတဲ့တဲ့။ရုရှားကအာဖရိကသား1400ကျော်ကိုစစ်သားစုဆောင်ခဲ့တယ်လို့ယူကရိန်းနိုင်ငံသားရေးဝန်ကြီးပြောတဲ့တဲ့။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးမှပဲဖြစ်ပါရဲ့ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ လန်ကင်းယူနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှဗိုလ်တအူးနဲ့တပ်သား၂ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းရေတချို့မြို့နယ်မှာနိုဝင်ဘာလ9ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်ကလန်ကင်းယူနေတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှနှစ်ပွင့်ဗိုလ်တအူးနဲ့တပ်သား၂ဦးသေဆုံးခဲ့တယ်လို့ရေတချို့တပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ရေတချို့မြို့နယ်တပ်3တပ်မှစုပေါင်းထွက်လာတယ်။ရေတချို့မြို့အထက်ပေကုန်းကြီးရွာရေတကာအနီး လမ်းကင်းယူနေတဲ့စစ်တပ်အင်အား90ခန့်ကိုတော်လရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်မိုင်းထောင်ထားတဲ့အနားမှာရပ်နေတဲ့စစ်တပ်တပ်ဖွဲ့ဝင်10ဦးအနက်နှစ်ပွင့်ပေါ်တဦးနဲ့တပ်သား၂ဦးသေဆုံးခဲ့ပြီးစစ်ကောင်မရှင်တပ်ကမိုင်းဆွဲခံရတဲ့အနီးဝန်းကျင်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၃လုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေတကြိုမြို့နယ်ပကဖကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးရေတကြိုမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကအထိနာနေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကလည်းရေတကြိုမြို့နယ်ကျူးရွာမှာအင်အား250ကျော်ပါစစ်ကြောင်းကဘာလာဘကျေးရွာဘက်ကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ20ကျော်တိုက်ဆုံးက30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဝင်းတို့မှာအလင်းဝင်လာသူတအူးအပါဝင်စစ်ကောင်မရှိတပ်ဖွဲ့ဝင်9ဦးကို ပကဖားကထိန်းသိမ်းထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။သခိုင်းတိုင်းကောလင်းခရိုင်ဝင်းတို့မြို့နယ်ထဲမှာဆယ်ရက်အတွင်းအလင်းဝင်လာသူတအူးနဲ့စစ်ကောင်မရှိတပ်ကတက်ဆိုင်မှုအပါအဝင်ခမရ120တရင်ကထွက်ပြေးခိုးလုံလာတဲ့တပ်ဖွဲ့ဝင်9ဦးကို ဝင်းတို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထိန်းသိမ်းထားတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကစတင်က10ရက်အတွင်းဝင်းတို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထိန်းသိမ်းထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်9ဦးရှိပြီးဖြစ်ပြီးလက်ရှိမှာစစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေကြောင်းအဆိုပါ9ဦးထဲမှာဝင်းတို့မြို့နယ်ပကဖထံကိုချိတ်ဆက်အလင်းဝင်ရောက်လာသူတအူပါဝင်ပြီးတဲ့နဲ့သူတွေကတော့စစ်ကောင်မရှင်တရင်ကထွက်ပြေးလာချိန်မှာကြေးရွာပကဖတွေနဲ့တွေ့ဆုံပြီးဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့သိရှိရပါတယ် ဒါအပြင်အလင်းဝင်ရောက်လာသူရောထွက်ပြေးလာသူတွေအလုံးဟာတမ33လောက်ခန့်ဝင်းတို့မျိုးအခြေဆိုင်ခမရ120ကတပ်ဖွဲ့ဝင်တွေဖြစ်ပြီးတက်စိတ်မှုဒုတက်စိတ်မှု လက်နက်ကြီးတတအပြင်ပေါ်တာဆွဲဖမ်းဆီးခံရသူတွေပါဝင်ကဝင်းတို့မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုချိတ်ဆက်အလင်းဝင်ရောက်လာသူဟာမန္တလေးမြို့မှာပေါ်တာဆွဲဖမ်းဆီးခံရသူဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ တတိယသတင်းဘောအနေနဲ့ဖာကန်မြို့မှာစစ်ကားနောက်ကဆိုင်ကင်နဲ့ကပ်လိုက်တဲ့အမျိုးသမီးမိုင်းပေါက်ကွဲလို့တေဆုံးကစစ်ကောင်မရှင်တပ်ကလည်းလေကြောင်းကနေဘုံကျဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖာကန်မြို့မှာစစ်ကောင်မရှင်ရဲ့စစ်ကားနောက်မှာကပ်ပြီးလိုက်လာတဲ့ဆိုင်ကယ်တစီမိုင်းထီမန်ကအမျိုးသမီးတဦးတေဆုံးခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ9ရက်နေ့ဒီကနေ့မနက်7:00နာရီအချိန်ခန့်ကမော်စီစာအောက်ဘုံကြီးကျောင်းသားမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့စစ်ကားဟာမိုင်းနှင်းမိခဲ့ပြီး ပောက်ကွဲမှုကြောင့်စစ်ကားနောက်ကကပ်ပါလာတဲ့အမျိုးသမီးစီးလာတဲ့ဆိုင်ကယ်ဟာလွင့်စင်ကဆိုင်ကယ်စီးသူပါတိတ်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။စစ်ကားကမိုင်းကိုနင်းမိတာစစ်ကားကတော့အနောက်ချမ်းထိသွားတယ်ပြောတယ်။စစ်ကောင်မရှင်တပ်သားတွေတေးလာရှင်လာတော့မသိဘူး။ကောင်မလေးကတော့ဆိုင်ကယ်ကလူကိုလွင့်သွားတာညောင်းနေအထီပဲလို့တိတခန့်တပ်ဘူးကပြောဆိုထားပါတယ်။မိုင်းပောက်ကွဲအားကြောင့်အသက်20ဝန်းကျင်အမျိုးသမီးတပ်ဘူးဟာမိုင်းစားထိမှန်ဒဏ်ရာနဲ့တိတ်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။ နိုဝင်ဘာလ10ရက်နေ့ကလည်းဖားကန်းမြို့နယ်ယူမာရွာဖုန်ကြီးကျောင်းကိုစစ်ကောင်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖုန်ကြီးကျောင်းဆောင်နဲ့တန်ကားဆောင်တွေပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။မနေ့ကမနက်ပိုင်းကကျဲတာလူထိခိုက်တာမရှိဘူးအစောကတည်းကရှောင်နေနိုင်နေကျောင်းကတော့ပျက်စီးမှုများတယ်လို့ဒေသခံတဦးကပြောဆိုထားပါတယ်။စစ်ကောင်မရှင်တပ်ကဖားကန်းမြို့ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတာလအတော်ကြာနေပြီ။မြေပြင်ကနေပါစစ်ကြောင်းထိုးကပြန်လည်ထိန်းချုပ်ဖို့လှုံ့ဆော်နေတာ လေကြောင်းကဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာတည်ဆုံးမှုတရားဝင်ကျင်ခံရှိနေပြီလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညဉ့်ဉန်းစကားပြောပြီးတချင်းဆိုခဲ့တဲ့အဆိုတော်ဝင်းအပါဝင်16ဦးကိုဖမ်းဆီးအရေးယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျုံမြို့နယ်တူဝနာ26ရပ်ကွက် Eastern Yangon Event Park မှာကျင်းပခဲ့တဲ့ Overflow Music Festival ဖြိုပြပွဲမှာညဉ့်ဉန်းတဲ့စကားတွေပြောဆိုပြီးကိုနှုံးနေဖြန့်ဝေက တီဆိုကခုန်ခဲ့ကြတဲ့အဆိုတော်ဝင်အပါအဝင်အမျိုးသား73ဦးနဲ့ပွဲစီစဉ်သူ3ဦးတို့ကိုအမှုဖွင့်အရေးယူထားတယ်လို့စစ်ကောင်စီအလောက်ခံရဲတပ်ဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်နေ့ညပိုင်းကပြုလုပ်ခဲ့တဲ့ Overflow Music Festival ဖြော်ပြပွဲမှာအဆိုတော်ဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနေဘကိုဘိန်းခေါ်တိမင်းထိုက်တို့ဥဆောင်တဲ့အဖွဲ့ကအများပြည်သူကိုစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညမ်းတဲ့စကားတွေပြောဆိုတာ တီဆိုကခုံဖျော်ဖြေခဲ့ကြတဲ့အတွက်အေးအေးယူဆောင်ရွက်နိုင်ရေးစုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖျော်ဖြေပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်ကြတယ်။စမ်းချောင်းမြို့နယ်မုတ်လက်ဆောင်ကုန်းတောင်ရက်ွက်နေတင်ရတနာသိန်းဟန်လင်းထန်းနဲ့အောင်ခန့်မော်ခေါ်ဂျပန်ကြီးတို့ဟာ Overflow Music Festival ဖျော်ဖြေပွဲကိုနွေမာလာတရနေ့နဲ့နှစ်ရက်နေ့တွေမှာဖျော်ဖြေပွဲကိုစီစဉ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။နွေမာလာနှစ်ရက်နေ့ညပိုင်းမှာတော့အဆိုတော်ဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့ ဘကိုဘိန်ခေါ်တိမ်မင်းထိုက်တို့ဟာရပါတယ်နဲ့5.555စစ်စစ်တချင်းအပါအဝင်တချင်းဆနပုတ်ကိုတီးဆိုဖျော်ပြခဲ့တာဖြစ်ကြောင်း5.555စစ်စစ်တချင်းကိုဖျော်ပြရမှာအများပြည်သူကိုစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညမ်းတဲ့ဇကားတွေပြောဆိုကာလာရောက်ကြိရှိတဲ့ပြည်သက်တွေအတွင်ကိုနှုံးတွေဖြန့်ကျဲပြီးနောက်တီဆိုဖျော်ပြခဲ့ကြအောင်အဲ့ဒီလိုဖျော်ပြနေစဉ်သူတို့နှစ်ယောက်အပါအဝင်73ယောက်ကစင်မော်တက်ရောက်ပြီးကခုံနာ ဗီဒီယိုရိုက်ကူးတာတွေဆောင်ရွက်ခဲ့တယ်လို့ဖော်ထုတ်သိရှိရကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖော်ထုတ်ချက်အရအခင်းဖြစ်ပွားရာနေ့ကတီဆိုဖျော်ပြရမှာပါဝင်နေမန္တလေးတိုင်းဒေသကြီးအကြီးတကူမြို့နယ်မြို့တစ်ကရက်ကွက်နေ if you call ဖြူတက်အောင်ခေါ်ကိုဖြိုးကိုနိုဝင်ဘာလ9ရက်နေ့ကရန်ကင်းမြို့နယ်မှာဖမ်းမိခဲ့ပြီးသူ့ရဲ့ဖော်ထုတ်ချက်အရစတိတ်စင်ပေါ်မှာတီဆိုကခုံခဲ့တဲ့တာမွေမြို့နယ်မြစ်တာမြို့ရက်ကွက်နေပြေဆုံးထွန်းခေါ်ဆိုင်းမွန်ဖောက်ကိုနိုဝင်ဘာလ9ရက်နေ့မှာပဲ သူဝနနေမြေရေစခန်းကိုချိတ်ဆက်ခေါ်ယူခဲ့တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။အဲ့ဒီနောက်မန္တလေးတိုင်းဒေသကြီးချမ်းအေးတာဆန်မြို့နယ်နေတက်လိုက်ဝင်းခေါ်ကုသန်းချမ်းမြတာစီမြို့နယ်မှာနေထိုင်ကြသူတွေဖြစ်တဲ့အာခါဖြိုးခေါ်အာကြီးမင်းမော်ထွန်းခေါ်မော်ကြီးဟိန်းလွင်ထွန်းခေါ်ပိုထန်းစိုင်းအောင်ခေတို့ကိုနိုဝင်ဘာလ9ရက်နေ့ည8:00နာရီလောက်မှာသူတို့ရဲ့နေအိမ်တွေကနေဖမ်းမိခဲ့ပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်အမှတ်6ရပ်ကွက်နေ့ ဝေလျောင်ကိုနှွေမာလ9ရက်နေ့ညပိုင်းနဲ့ချမ်းမြတာစီမြို့နယ်တံပဝရီရက်ကွက်နေကြသူတွေဖြစ်ကြတယ်အဆိုတော်ဝင်းခေါ်ရဲဝေအောင်ခေါ်ဗလာပြေစုံမောင်ခေါ်ပော့စနဲ့ထိုက်အောင်ကျော်မြက်ခေါ်ဘဲကြီးတို့ကိုနှွေမာလ6ရက်နေ့မွန်လယ်ပိုင်းမှာသူဝနနေမြေရဲစခန်းကိုချိတ်ဆက်ခေါ်ယူခဲ့တာလို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်အလားတူအဆိုတော်ဘက်ကိုဘိန်းခေါ်တိမ်မင်းထိုင်နေလင်းလင်းထွန်းခေါ်လင်းထွန်းတို့နှစ်ယောက်ကလည်းသူအနာနေမြေရဲစခန်းကိုလာရောက်အဖမ်းခံတဲ့အတွက် အတ္တိအမှုဖွဲ့စစ်ဆေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုအများပြည်သူစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညမ်းတဲ့ဇကားတွေပြုတ်ဆိုကာကိုနှုံးတွေဖြန့်ဝေပြီးတီဆိုကောက်ခုတ်ခဲ့ကြသူတွေဖြစ်ကြတဲ့အဆိုရဝင်းခေါ်ရဲဝဲအောက်ခေါ်ဗလာနဲ့ဘကိုဘိန်းခေါ်တိမင်းထိုက်တို့အပါအဝင်အမျိုးသား73ဦးနဲ့ပွဲစီစဉ်သူတည်ရတနာတိတ်အပါ3ဦးကိုတင်ငန်းမျိုးမျိုးနဲ့တူဝနအနေမြေရဲစခန်းမှာရသက်သက်ကြီးပုံမှာ 905ကာဂျီမြင်းဆောင်294မြင်းဆောင်114အရာအမှုဖွင့်ထားရှိပြီးဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မုံစလဲရွာကဖမ်းဆီးသွားတဲ့ရွာသား၈ဦးထဲက၆ဦးကိုပြန်လွှတ်ပေးပြီးကျန်၂ဦးကိုဖမ်းဆီးထားစေလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းပွေးဖြူမြို့နယ်မုံစလဲကြီးရွာမှာတော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ဒေသခံပြည်သူ၈ဦးထဲက၆ဦးကို မနေ့ကပြန်လွတ်ပေးခဲ့ပြီးကျန်တဲ့ဦးကိုတော့လွတ်မပေးသေးဘူးလို့သိရှိရပါတယ်။ငွေမာလာ9ရက်နေ့မနေ့တနားရီအချိန်ခန့်ကမုံစလဲရွာကတောင်သူရှိဦးကိုဒေသခံတော်လိုင်းရေးတပ်ဖွဲ့10ဦးခန့်ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပြီးငွေမာလာ9ရက်နေ့ညနေပိုင်းက6ဦးကိုပြန်လည်လွတ်ပေးခဲ့ပြီးကျန်တဲ့ဦးကိုဖမ်းဆီးထားစေဖြစ်တယ်လို့သိရှိရပါတယ်။6ရောက်ကိုဖမ်းသွားတာအဲ့ညနေပိုင်းမှာ2ရောက်ကိုပြန်လွတ်ပေးတယ်။အကုန်လုံးကတောင်သူတွေဝါးဖြာနှီးဖြာရောင်းကြတဲ့သူတွေပါ။ ဝေနာမဟုတ်ဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်။ဖန်စီခံရသူတွေဟာမုံစလဲကြီးရွာမှာနေထိုင်တဲ့ဥအောင်ခင်ညွန့်နဲ့ဇနီးဖြစ်သူဒေါ်စင်မုံမို့ထုံ၊တားဖြစ်သူမောင်မြဖုံခန့်၊ဥဇော်ဝင်းမောင်နဲ့ဇနီးဒေါ်တန်တန်မူ၊ဥခင်မောင်အင်းနဲ့ညီမဖြစ်သူဒေါ်နေကြီး၊ဒေါ်ခင်ပိုစတဲ့ရွာသူရွာသားရှိဦးကိုတော်လိုင်းရေးတပ်ဖွဲ့ကဖမ်းဆီးသွားတာလို့သိရှိရပါတယ်။ထရေရက်တဲ့တောင်သူလုတ်တဲ့ဘာစစ်တဲ့နဲ့မှမရင်နေကြဘူး။ယူယူတတတွေပါ PDF ကဝင်ဖန်းတယ်လို့ပဲသိရတယ်။ကျန်တာမသိရသေးဘူး။လွတ်လာတဲ့6ယောက်ကလည်းတေချာကားကားနာနာမသိရဘူး။ငိုပဲနေကြတယ်လို့တိတာခန့်တအူးကပြောဆိုထားပါတယ်။ဖန်းစည်းခံရသူတွေကဥက္ကမောင်အင်းနဲ့ဥအောင်ခင်ညွန့်တို့နှစ်ဦးကိုနွေမာလာ9ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းအထိပြန်လွတ်ပေးတာမရှိသေးဘူးလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တီးတိမ်တိုင်းငင်လမ်းမကြီးကိုစစ်ကောင်မရှင်တပ်ကပြန်လည်ထိ ंछ ုပ်ပြီး တိုင်းငင်ကလေးလမ်းမကြီးကိုစစ်ကြောင်းထိုးဖို့ပြင်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ကချင်းတော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့တီးတိမ်တိုင်းငင်လမ်းမကြီးကိုစစ်ကောင်မရှင်တပ်ကမနေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကတီးတိမ်မြို့ခလာရ296တဲရင်ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာတီးတိမ်တိုင်းငင်ကားလမ်းကိုတိမ့်ပိုက်ခဲ့ပြီးတိုင်းငင်ရွာမှာအထိုင်ချတက်ဆွဲထားတယ်လို့သိရှိရပါတယ်။နေ့လယ်လောက်မှာတိုင်းငင်ရွာကိုရောက်လာတယ်။ တိုင်းငင်းကိုရောက်လာပြီဆိုတော့သူတို့တီးတိန်တိုင်းငင်းလန်းကိုစိုးမိုးနိုင်ပြီလို့ယူဆရတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်တိုင်းနေရွာကိုရောက်လာတဲ့စစ်ကြောင်းဟာရွာမှာအထိုင်ချတက်ဆွဲထားပြီးနွေရမာလာအရှိယနေညကညအိတ်ခါဒီကနေ့မနက်ပိုင်းမှာတိုင်းငင်းကလေးလမ်းမကြီးဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့သိရှိရပါတယ်ရွာမှာတညအိတ်တယ်အခုမနက်ကလေးဘက်ကိုစစ်ကြောင်းထိုးမိကြတယ်တိုင်းငင်းကလေးကလန်းကချင်းလက်နက်ကင်တချို့ထိမ့်ချုပ်ထားတာရှိတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ် ိုင်းငင်ကလေးကလန်ရှိမွာပြည်ကြီးရွာမှာ CDS CDN စီရင်ကစခန်းထိုင်ထိန်းချုပ်ထားပြီးပြီးခဲ့တဲ့ရက်တရဘက်ကကလေးမျိုးကစစ်ကြောင်းထိုးလာတဲ့စစ်ကောမရှင်တပ်နဲ့ CDS CDN စီရင်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလည်းရှိတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေတာရင်းစစ်ပွဲတွေကြောင့်ပေါ့မျိုးနယ်ကစပားခင်းနေရေးသိမ်းနိုင်ခြင်းမရှိသေးဘူးလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပေါ့မျိုးနယ်မှာတိုက်ပွဲတွေကြောင့်စပားခင်းရေးသိမ်းချိန်ကျနေပေမဲ့ ရိတ်သိမ်းမှုလှုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့သိရှိရပါတယ်။အောက်မြို့နယ်မှာစစ်ကောင်မရှင်တပ်ရဲ့ထိုးစစ်တွေနဲ့ဒေသတွင်းတော်လှန်ရေးတပ်တွေအကြားထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေပြီးနေမြေမတည်ငြိမ်မှုတွေကြောင့်ယာယီနေရဲ့ဆုတ်ခွာနေရတာတွေရှိနေပြီးရပောင်းများစွာသောစဘာခင်းနဲ့မရိတ်သိမ်းနိုင်ပဲရှိနေတယ်လို့သိရှိရပါတယ်။တိုက်ပွဲတွေဖြစ်ကြတဲ့က၄လ၅လလောက်ရှောင်နေရတာစဘာခင်းတွေလည်းရိတ်သိမ်းချိန်ကျော်နေပြီးဘသူမှရွာမပြောင်းရဲကြဘူး။ နှစ်ဖက်တိုက်ပွဲတွေပိုဆိုးလာမှနဲ့မိုးမရွာဖို့ပဲဆူတောင်းနေရတယ်။မိုးရွာရင်ပျက်စီးကုန်မှာလို့ပေါ့မြို့နယ်ကဒေသခံတဦးကပြောဆိုထားပါတယ်။ပေါ့မြို့နယ်အစပ်စိတ်ဖြူအနီးကလေကွင်းတွေကသာဒေသခံတောင်သူတချို့ရိတ်သိမ်းမှုတွေပြုလုပ်နေကြပြီးလူအင်အားနဲ့သာအငြင်းရိတ်ရတယ်လို့သိရှိရပါတယ်။စိတ်ဖြူနဲ့ပေါ့ကြားကလေတွေတော့ရိတ်နိုင်နေစစ်ဆောင်နေတဲ့ကလူတွေနဲ့ကောပေါ့ရိတ်ကြရတာပေါ့။ပေါ့ဖက်ကလေတွေကတော့သွားမရိတ်နိုင်ကြဘူး။ တချို့အိမ်တွေခြုံနေတက်နေပြီမပြောင်းရဲကြဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်။ပေါင်းမြို့နယ်ကလေအေကအတော်များများဟာရိတ်သိမ်းချိန်ကျော်လွန်နေပြီတချို့နေရာတွေမှာခိုးယူရိတ်သိမ်းခံရတာတွေလည်းကြုံနေရတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားကအာဖရိကသား1400ကျော်ကိုစစ်သားစုဆောင်ခဲ့တယ်လို့ယူကရိန်းနိုင်ငံသားရေးဝန်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းနိုင်ငံသားရေးဝန်ကြီးအန်ဒရီဆိုင်ဗီဟာ အာဖရိကကလူပေါင်း1400ကျော်ကိုစုဆောင်းပြီးရုရှားတပ်တွေနဲ့အတူယူကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဆိုင်မင်ဟာကအာဖရိကနိုင်ငံ36နိုင်ငံမှနိုင်ငံသားအနည်းဆုံး1436ဦးဟာရုရှားရဲ့ကျူးကျော်စစ်မှပါဝင်တိုက်ခိုက်နေတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပေမဲ့လေအမေရိကအရေးအတွက်ဟာပုံမှန်များပြားပွဲရှိတယ်လို့လည်းဆိုထားပါတယ်။ရုရှားဟာအာဖရိကနိုင်ငံသားတွေကိုငွေကြေးပေးချေခြင်းနဲ့စာချုပ်မှာလက်မှတ်ရေးထိုးစေခြင်း စတဲ့လှည့်စားတဲ့မီးစနစ်တွေနဲ့စစ်သားစုဆောင်နေတာလို့သူကပြောပါတယ်။အာဖရိကကအစိုးရအလုံးကိုရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေနဲ့နိုင်ငံသားတွေကိုဝင်မပါစေရန်တတိပေးဖို့သူကတိုက်တွန်းခဲ့ပါတယ်။ဒါအပြင်ရုရှားဘက်ကနေယူကရိန်းကိုတိုက်ခိုက်တာဟာတရားမဝင်ကြောင်းနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်မှုဖြစ်ကြောင်းလည်းသူကပြောဆိုထားပါတယ်။သူကရှေ့တန်းစစ်မျက်နှာမှာရောက်ရှိနေကြတဲ့အာဖရိကနိုင်ငံသားတွေကိုစစ်ပြေးမှုကျူးလွန်ဖို့နဲ့ စစ်တုံးမှန်အဖြစ်ခလုံးချဖို့အခွင့်အလမ်းတွေကိုရှာဖွေရန်တောင်းဆိုခဲ့ပြီးယူကရိန်းဟာစစ်တုံးမှန်တွေကိုနိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေစံနှုန်းအနေနဲ့အညီဆက်ဆံတယ်လို့ပြောကြားခဲ့ပါတယ်။ကင်ညာသမ္မတကသူဟာယူကရိန်းသမ္မတဇလန်စကီနဲ့ဖုန်းပြောခဲ့ပြီးယူကရိန်းမှာထိန်းသိမ်းထားတဲ့ကင်ညာနိုင်ငံသားမြို့သူကိုမဆိုလွတ်မြောက်ခွင့်ပေးရန်တောင်းဆိုခဲ့ကြောင်းဂျာတာပရင်းတွေကလူမှုမီဒီယာမှာဖော်ပြခဲ့ပါတယ်။ရိုက်တာနဲ့အခြားမီဒီယာတွေကဂျာတာပရင်းတွေမှာ ရုရှားဘက်ကတိုက်ခိုက်ပေးနေတဲ့နိုင်ငံသား18ဦးရဲ့အရေးပေါ်ဖုံးခေါ်ဆိုမှုတွေကိုလက်ခံရရှိခဲ့ကြောင်းတောင်အာဖရိကအစိုးရရဲ့ပြောကြားချက်ကိုကိုက ဖော်ပြခဲ့ပါတယ်။အစိုးရအနေနဲ့တိုက်ပွဲတွေမှာပါဝင်ဖို့နိုင်ငံသားတွေကိုတွန်းအားပေးခဲ့တဲ့အခြေအနေတွေကိုစုံစမ်းဖော်ထုတ်သွားမယ်လို့သတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်ရှင်။မြို့ရရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးကြတာပါ။ထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့ မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလာကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။